စာပြုတ်မွေးမြူရေးခစ်ပြီးတဲ့နောက်လွန်ခဲ့တဲ့နှစ်ပေါင်း6000ကနေပြီးတော့လွန်ခဲ့တဲ့နှစ်ပေါင်း3000လောက်ကြာမှာတော့လူသားတွေဟာရွာလေးတွေမြို့တသေးလေးတွေနဲ့နေထိုင်လာရကနေပြီးတော့အမျိုးကြီးတွေအဆင့်ထိစုဖွဲ့ပြီးတော့နေထိုင်လာကြတယ်။အဲ့ဒီကာလကိုနိုင်ငံတော်တွေမပေါ်ပေါက်ခင်ကနဦးကာလတွေလို့သတ်မှတ်ကြတယ်။စနစ်ကြတဲ့နိုင်ငံရေးစနစ်တွေနဲ့လူရင်ချင်းမှုတွေမွေးဖွားလာတဲ့ကာလပေါ့။အဲ့ဒီခေတ်မှာအခုခေတ်ယူရိုပ်နိုင်ငံဖြစ်နေတဲ့နေရာကမက်ဆိုပိုတေးမီးယားမှာ အာရက်နဲ့ဘေဘီလုံတို့လို city state လို့ခေါ်တဲ့မျိုးပြနိုင်ငံတွေကိုတည်ထောင်ခဲ့တယ်။သူတို့မှာဘရင်လို့ခေါ်တဲ့အုပ်ချုပ်သူရှိတယ်၊စစ်တပ်ရှိတယ်၊ဥပဒေတွေလည်းရှိတယ်။အီဂျစ်မှာလည်းဖာရိုဘရင်တွေကနိုင်မြဝန်တစ်လျှောက်ကိုစုစည်းခဲ့ကြပြီးတော့ကြီးကျယ်ခမ်းနားတဲ့ဘုရားကျောင်းတွေနဲ့ pyramid တွေတည်ဆောက်ခဲ့ကြတယ်။အပြီးတော့အခုပါကစ္စတန်နိုင်ငံထဲမှာရှိတဲ့အိန္ဒုမျိုးဝန်ကမိုဟန်ဂျိုဒါရိုနဲ့အတရုတ်ပြည်ကချင်းမင်းဆက်တွေကလည်းဒီခေတ်ထဲမှာပဲပေါ်ထွန်းခဲ့တာဖြစ်တယ်။အဲ့ဒီအချိန်မှာဘရင်လို့ခေါ်တဲ့အုပ်ချုပ်သူလူဒန်းစားတရက်ပေါ်ပေါက်လာတယ်။ အဲ့ဒီအုတ်ချုပ်သူဘုရင်တွေကနဖျားတွေလို့ဒါမှမဟုတ်နဖျားတွေကပဲသူတို့ကိုတာဝန်ပေးထားတယ်လို့လို့ခံယူကြပြီးတော့အဘိုးချုပ်ကံမှုကိုအခြေခံတဲ့အုတ်ချုပ်မှုစနစ်ကိုစတင်ခဲ့တယ်။သူ့ရင်ခေတ်ကလို့မိသားစုညွန့်ွယ်စုဒါမှမဟုတ်ရွာတတိလေးတွေကိုအုတ်ချုပ်တာမဟုတ်တော့ဘဲနဲ့ပိုင်တဲ့နေမျိုးတွေကပို့ပြီးတော့ကျယ်ပြန့်လာတယ်။အဲ့ဒီလိုအုတ်ချုပ်တဲ့နေမျိုးတွေကပို့ကျယ်ပြန့်လာတာနဲ့အတူအဲ့ဒီနိုင်ငံသားတွေကိုထိန်းချုပ်ဖို့အတွက်ဥပဒေတွေရဲ့အရေးပါမှုကလည်းရှည်တန်းရောက်ခဲ့တယ်။ အဲ့ဒီကာလမှာပေါ်ပေါက်ခဲ့တဲ့ဟာမူရာဘီကိုရာဥပဒေဆိုတာကဒါအလုံးသိကြမယ်ထင်တယ်ပေါ့နော်အဲ့ဒီဥပဒေမှာဆိုလို့ရှိရင်နိုင်ငံသားတွေရဲ့နေစဉ်ဘဝတွေမှာအရေးပါတဲ့အကိစ္စအလုံးနှိပါးကိုထည့်သွင်းပြဋ္ဌာန်းထားတယ်။ဒါဥပမာအပြင်ကုံသွယ်ရေးလိုကိစ္စတွေပြီးတော့ပိုင်ဆိုင်မှုနဲ့ပတ်သက်တဲ့ကိစ္စတွေကနေပြီးတော့လက်ထပ်ထိန်ရတဲ့ကိစ္စတွေအထိပါပါဝင်ပြီးတော့အပြစ်တံဘယ်လိုပေးရမလဲဆိုတာတွေကအတိအကျပါတယ်။ဟာမူရာဘီကိုရာဥပဒေမှာထင်ရှားတဲ့ an eye for an eye ဒါမျက်လုံးတစ်လုံးအတွက်မျက်လုံးတစ်လုံးဆိုတဲ့စကားရက်ကိုကြည့်လို့ရှင်သူတို့ခေတ်ရဲ့တရားမျှတမှုဆိုတာက retribution လို့ခေါ်တဲ့ကလေစားချေခြင်းဒါမှမဟုတ်လို့ရှင်ကိုကျူးလွန်ခဲ့တဲ့အတိုင်းပြန်လည်ပြီးတော့ခံစားရစေခြင်းဆိုတဲ့အပေါ်မှာအခြေခံထားတာကိုတွေ့နိုင်တယ်အဲ့ဒီခေတ်မှာပဲအခွန်ကောက်ခံမှုစနစ်တရားစနစ်တကျဖြစ်လာတယ်စစ်တပ်တွေကလည်းစနစ်တကျဖွဲ့စည်းလာကြတယ်အဲ့ဒီအစိုးပိုင်းနိုင်ငံတွေကဘ ਹੁ အုပ်ချုပ်မှုစနစ်ဆိုတာ၄အခွန်ကောက်ခံမှုစနစ်တွေပြီးတော့ဥပဒေတွေ စာရေးသားတွေနီးစနစ်တွေနောက်နိုင်ငံတွေကိုနယ်နိမိတ်သတ်မှတ်တဲ့ကိစ္စတွေနဲ့ဘျူရိုကရေစီလို့ခေါ်တဲ့အုပ်ချုပ်ရေးစနစ်တွေကိုအကျွန်တော်တို့ကိုအမွေပေးခဲ့တယ်လို့ပြောနိုင်တယ်။အဲ့လိုနိုင်ငံရေးစနစ်တွေတိုးတက်ပြောင်းလဲလာတာတဲ့တစ်ချိန်လဲမှာပဲအတခြားတစ်ဖက်မှာမညီမျှမှုတွေအတင်းအဓမ္မခိုင်းစေမှုတွေနဲ့ကြီးမားတဲ့စစ်ပွဲတွေရာလဲအဲ့ဒီခေတ်ကာလမှာပဲစတင်ပေါ်ပေါက်ခဲ့တာဖြစ်တယ်။အဲဒါကြောင့်မို့လို့အဲ့ဒီချိန်မှာပေါ်ပေါက်ခဲ့တဲ့အစိုးပိုင်းနိုင်ငံတွေကအသိပြီးတော့နှီးပြောစရာမကောင်းဘူးလို့ပညာရှင်တွေကသုံးသပ်ကြတယ် နိုင်ငံသားတွေအနေနဲ့ကလွတ်လပ်မှုထက်ထိန်းချုပ်ခံနေရတာတွေကပုံများတယ်လို့ပြောကြတယ်။သူတို့ကလူတွေကိုအခွန်ပေးဆောင်ဖို့ပြီးတော့စစ်တိုက်ခိုင်းဖို့စသဖြင့်နိုင်ငံရဲ့အရင်းအမြစ်တစ်ခုလို့ပဲမြင်ကြတယ်။ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်တေချာတာကတော့အဲ့ဒီအစိုးပိုင်းနိုင်ငံတွေကကျွန်တော်တို့လူ့သမိုင်းအတွက်တော့အရေးကြီးတဲ့ turning point လို့ခေါ်တဲ့အလဲပြောင်းတစ်ခုဖြစ်တယ်။ကျွန်တော်တို့ဒီနေ့ခေတ်ရဲ့နိုင်ငံရေးစနစ်တွေအတွက် foundation ချပေးခဲ့တဲ့ကာလလို့လည်းပြောလို့ရတယ်။ စောပိုင်းနိုင်ငံတွေပေါ်ထွန်းပြီးတဲ့နောက်မှာတော့လူ့သမိုင်းမှာအရေးပါတဲ့အချိန်ကာလတစ်ခုကိုရောက်လာခဲ့တယ်။အဲဒီကာလမှာလူတွေကအာနာဆိုတာပြီးတော့ဥပဒေဆိုတာနဲ့နိုင်ငံသားတွေရဲ့အခန်းကဏ္ဍဆိုတာတွေအကြောင်းကိုအလေးနက်တွေးခေါ်လာကြတယ်။အဲဒီခေတ်ကာလကို classical era လို့သတ်မှတ်ကြပြီးတော့အချိန်အားဖြင့်ဆိုလို့ရှိရင်တော့လွန်ခဲ့တဲ့နှစ်ပေါင်း2500ကနေပြီးတော့လွန်ခဲ့တဲ့နှစ်ပေါင်း1500လောက်တိဖြစ်တယ်။အတနည်းအားဖြင့်ဆိုလို့ရှိရင်ခရစ်တော်မပေါ်ခင်2500ကနေပြီးတော့ခရစ်တော်ပေါ်ပြီး2500လောက်တိလို့သတ်မှတ်ကြတယ်။ Emperor တွေနဲ့ idea တွေထွန်းကားခဲ့တဲ့ကာလပေါ့အဲ့ဒီကာလအတွင်းမှာအလွန်ကြီးကျယ်တဲ့ Emperor တွေပေါ်ထွန်းခဲ့ပြီးတော့အဲ့ဒီ Emperor တွေကလူသန်းနဲ့ချီပြီးတော့ကိုအုပ်ချုပ်ခဲ့ကြတယ်ဥရောပမှာဆိုလို့ရှိရင်ရောမ Emperor အရှေ့လယ်ပိုင်းမှာဆိုလို့ရှိရင်ပါရှား Emperor ပြီးတော့အာရှမှာဆိုလို့ရှိရင်အိန္ဒိယကအတော့ကမင်းရဲ့ Maurya Emperor နဲ့တရုတ်ကဟန်မင်းဆက်ရဲ့တရုတ် Emperor လိုမျိုး Emperor တွေပေါ့ အဲ့ဒီ classical era မှာပဲ Alexander the Great, Julius Caesar နဲ့ Augustus တို့လိုမျိုးနာမည်ကြီးတဲ့စစ်ဘုရင်တွေလည်းပေါ်ထွန်းခဲ့တယ်။အဲ့ဒီခေတ်မှာဆိုလို့ရှိရင်အာနာဆိုတာကကိုယ်နဲ့တက်ဆိုင်ရာနယ်မြေလေးတစ်ခုကိုပဲအုပ်ချုပ်တာမျိုးမဟုတ်တော့ဘဲနဲ့တော်တော်ကြီးကိုကျယ်ပြန့်လာခဲ့တာကိုတွေ့ရတယ်။ Empire တွေမင်းဆက်တွေနဲ့အုပ်ချုပ်သူတွေကအားကောင်းတဲ့ bureaucracy ရန်နေရာတွေကိုအသုံးချပြီးတော့စစ်တပ်ဖွဲ့စည်းမှုကနေပြီးတော့ layer site ပြိုးရေးအထိနိုင်ငံရေးကိစ္စရပ်တိုင်းကိုထိန်းချုပ်တာကြတယ်။ အဲ့လိုအုပ်ချုပ်ရေးစနစ်တွေကပိုတင်းကျပ်လာပိုအားကောင်းလာတာနဲ့တပြိုင်တည်းမှာပဲအတခြားတစ်ဖက်မှာတော့နိုင်ငံသားတွေကလည်းအုပ်ချုပ်ရေးမှာပါဝင်ရမယ်ဆိုတော့နိုင်ငံရေးအတွေးခေါ်တစ်တွေပေါ်ထွန်းခဲ့တယ်အဂရိကအီတင်မှာလူတွေစုဝေးပြီးတော့မဲပေးတဲ့အခမ်းအနားတွေလုပ်ကြတယ်အာယောမမှာလည်းရွေးကောက်ခံကိုယ်စားလှယ်ဆိုတာမျိုးတွေရှိလာတယ်အဲ့ဒီအချိန်တုန်းကတော့အခုလိုနိုင်ငံရေးမှာပြည်သူတွေကိုပါဝင်ခွင့်ပြုတာကအစွန်းရောက်တဲ့နိုင်ငံရေးအတွေးခေါ်လို့သတ်မှတ်ခံခဲ့ရတယ်ဘာပဲဖြစ်ဖြစ်နိုင်ငံရေးရာကိစ္စတွေမှာ လူတိုင်းပါဝင်နိုင်တာတော့မဟုတ်သေးပေမဲ့လည်းဒီမိုကရေစီမျိုးစေ့ကိုချခဲ့တဲ့ကာလလို့သတ်မှတ်လို့ရတာပေါ့အဒီနီယာမှာ green နဲ့ပတ်သက်ပြီးပြောရလို့ရှိရင် greek က city state လို့ခေါ်တဲ့မြို့ပြနိုင်ငံတွေအကြောင်းကိုနည်းနည်းထည့်ပြောဖို့လိုမယ် city state ဆိုတာကမြို့တစ်မြို့စာလောက်ကိုပဲနိုင်ငံတစ်ခုအနေနဲ့အုပ်ချုပ်တာမျိုးပေါ့မအေသင်တို့ sparta တို့ဆိုလို့ရှိရင်အားလုံးကြားဘူးကြလိမ့်မယ်ထင်တယ်အေသင်မြို့ကဆိုလို့ရှိရင်ပြည်သူတွေမဲပေးလို့ရတဲ့ direct democracy ိုက်ရိုက်ဒီမိုကရေစီနည်းနဲ့အုပ်ချုပ်တယ်။အစပါတာကတော့အခုခေတ်လိုမျိုးဆိုလို့ရှိရင်စစ်အုပ်ချုပ်ရေးပုံစံမျိုးပေါ့နော်။ဘရင်နှစ်ယောက်နဲ့ကောင်စီတစ်ခုရှိတယ်။သူတို့ကအုပ်ချုပ်တယ်။အယောမအင်ပါယာကလည်းအင်ပါယာမဖြစ်ခင်တုန်းကယောမမျိုးမှာ City State မျိုးပြနိုင်ငံဖြစ်ခဲ့သေးတယ်ပေါ့နော်။ဒါတွေကတော့ classical era မှာရှိတဲ့ထူးထူးခြားခြားဖြစ်ခဲ့တဲ့နိုင်ငံရေးပုံစံတွေပေါ့။အဲ့ဒီခေတ်ကိုနိုင်ငံရေးအတွေးခေါ်တွေရွှေခေတ်လို့လည်းခေါ်ကြတယ်။ဘာလို့လဲဆိုတော့အဲ့ဒီခေတ်မှာအတွေးခေါ်ပညာရှင်တော်တော်များများလည်းပေါ်ပေါက်လာခဲ့တယ်။ တရုတ်ကကွန်ဖျူရှက်တို့လိုအိန္ဒိယကချာနာကျတို့အပြင်ဂရိမာလည်းပလေတိုတို့အရစ်စတိုတယ်တို့အတွေးခေါ်ပညာရှင်တွေကဒီ classical era မှာပေါ်ထွန်းခဲ့တာဖြစ်တယ်။အဲ့ဒီအတွေးခေါ်ပညာရှင်တွေကတရားမျှတမှုတွေးခေါ်မျှော်မြင်မှုနဲ့အပီပြည်စုံတဲ့နိုင်ငံတော်တခုဆိုတာဘလို့ဖြစ်တဲ့လဲဆိုတာတွေကိုရေးသားခဲ့ကြတယ်။ပလေတိုရဲ့ The Republic ဆိုတဲ့စာအုပ်နဲ့အကွန်ဖျူရှက်ရဲ့နိုင်ငံရေးအတွေးခေါ်တွေကဒီနေ့ခေတ်ထိကြော်ကြားပြီးတော့လူကြိုက်များနေစေပဲဖြစ်တယ်။အဲ့ဒီကာလမှာနိုင်ငံရေးဆိုတာက ပါဝါအာဏာတစ်ခုတည်းကိုကိုစားမပြုတော့ဘဲနဲ့ကျွန်တော်တို့အခုဒီနေ့ထိညှင်းခုန်နေရတဲ့လူလူရဲ့ပါဝင်မှုဆိုတာ၄အ principle လို့ခေါ်တဲ့အခြေခံသဘောတရားတွေနဲ့ပြည်သူကိုဘိုးပြုတယ်ဆိုတဲ့ကိစ္စတွေကလည်းအရေးပါလာခဲ့တယ်။ချုပ်အပြင်ဆိုရင်တော့အဲ့ဒီ classical era မှာအာဂရိကအေသင်နဲ့အီတလီယရောမမှာဒီမိုကရေစီကိုစတင်မိတ်ဆက်ခဲ့တယ်။အရှေ့တိုင်းနိုင်ငံကြီးကိုအခုချိန်ထိလွှမ်းမိုးထားနိုင်တဲ့ confucius ရဲ့အတွေးခေါ်တွေကလည်းအဲ့ဒီကာလမှာပဲပေါ်ပေါက်ခဲ့တယ်။အပလီတိုရဲ့ the republic လို့ကြမ်းမျိုးပေါ်ထွန်းခဲ့တယ်။ ဒါကြောင့်ဒီ classical era က political science လို့ဒီနေ့ခေါ်နေတဲ့နိုင်ငံရေးသိပ္ပံကိုမျိုးစေ့ချခဲ့တဲ့ကာလဖြစ်တယ်။